အားလုံးပဲမင်္ဂလာပါရှင်အခုတင်ဆက်ပေးမှာကတော့ငလင်းအတွက်နိုင်ငံတကာကအလူငွေတွေများစွာရရှိထားတဲ့စစ်ကောင်စီဟာပြန်လည်ထူထောင်ရေးတွေမှာအသုံးပြုဖို့စစ်125ဘီလီယံသာထုတ်ပေးသေးတယ်လို့ဒုစစ်ကောင်ဆောင်စိုးဝင်းကပြောကြားလိုက်တဲ့သတင်းမှာ အင်အားဖြင့်စကိုင်းမြင့်ကလေးအကြောင်းပျက်စီးဆုံးရှုံးခဲ့မှုအတွက်နိုင်ငံတကာအကူအညီတွေအပြင်ဖြည့်ရင်းဖြည့်ပါအလုံငွေများစွာရရှိခဲ့ပေမဲ့စကောင်းဆောင်က725ဘီလီယံကိုသာစကိုင်းမန္တလေးနေပြည်တော်နဲ့ရှမ်းပြည်တော်ကိုပေးခဲ့တယ်လို့မနေ့ဧပြီလ25ရက်နေ့ကကျင်းပတဲ့အမျိုးသားသဘောဝဘေးရန်နဲ့ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီအစည်းအဝေးမှာဒုစိတ်ကောင်းဆောင်ဒုတိယဗိုလ်ချုပ်မှုကြီးစိုးဝင်းကပြောကြားခဲ့ပါတယ်။ပြည်လဲထူထောင်ရေးလုပ်ငန်းတွေမှာစက်ရင်နေရာများအပြင် လိုအပ်ချက်တွေမှာအသုံးပြုနိုင်ဖို့စော်လင့်စွာကယ်ဆယ်နိုင်ဖို့နဲ့စကောင်းဆောင်ကအမျိုးသားသဘောဝဘေးရန်နေဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေကနေစကိုင်းအတွက်ငွေကျပ်90ဘီလီယံမန္တလေးအတွက်ငွေကျပ်60ဘီလီယံနေပြည်တော်အတွက်10ဘီလီယံနဲ့ရှမ်းပြည်အတွက်9ဘီလီယံကိုထပ်မံပေးရခဲ့တယ်လို့ဆိုပါတယ်ပြည်ရင်းပြည်ပါစေတနာရှင်အလှူရှင်တွေက အစိုးရနဲ့သက်ဆိုင်ရာပြည်နယ်နဲ့တိုင်းဒေသကြီးအစိုးရအဖွဲ့တွေကိုအလုံငွေများပေးရရမှာအေဘီလ24ရက်နေ့အထိကျပ်သသိန်း1,586ဘီလီယံကျော်အမေရိကန်ဒေါ်လာနဲ့သသမ4သန်းကျော်ကိုရီးယားဝမ်5သန်းအိန္ဒိယရူပီ15သန်းထိုင်းဘတ်2သန်းနဲ့စင်ကာပူဒေါ်လာ3,100ကျော်တို့လက်ခံရရှိထားပြီးအမျိုးသားသဘောဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီရဲ့ငွေစည်းနဲ့ထည့်သွင်းထားတယ်လို့သူစစ်ကောင်ဆောင်ကပြောခဲ့တာပါစစ်ကောင်ဆောင်အနေနဲ့ ငလင်းစတင်ဖြစ်ပွားချိန်မှာနိုင်ငံတကာကိုအကူအညီတောင်းခံခဲ့တာကြောင့်နိုင်ငံပေါင်း26နိုင်ငံကနေယနေ့အချိန်အထိလေယာဉ်ပေါင်း148စင်၊သမော9စင်၊မော်တော်ယာဉ်23စီးရိုးနဲ့အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ဝင်ပေါင်း2095ဦးရောက်ရှိခဲ့တယ်လို့သိရပါဗျ။ဒါ့အပြင်ထမင်းပစ္စည်းတန်ချိန်2600ကျော်နဲ့ကယ်ဆယ်ပစ္စည်းတန်ချိန်1100ကျော်စုစုပေါင်းတန်ချိန်3800ကျော်ပေးဖို့လူတန်းကူညီခဲ့တယ်လို့လဲအာနာသိန်းဒူးစိတ်ကောင်းဆောင်ကဆိုပါတယ် AB 25ရဲ့ဇယံတွေအရမြင်းကလေးတန်းကြောင့်သိဆုံးသူ3963ဦးဒဏ်ရာရရှိသူ9109ဦးပျောက်ဆုံးသူ130ဦးရှိပြီးနိုင်ငံပေါင်း6နိုင်ငံကစေကူတော်၏အဖွဲ့ဝင်အင်အား338ဦးနဲ့စကိုင်းမန္တလေးနဲ့နေပြည်တော်တို့မှနိုင်ငံအလိုက်အဖွဲ့များခွဲကယာယီစေယုံစေကံများဖွင့်လှစ်ပြီးအရေးပေါ်ကူတော်မှုနဲ့ဂျမားရေးစောင့်ရှောက်မှုတွေလှုံ့ဆော်ပေးနေတယ်လို့သိရပါတယ်။အင်အားပြင်းမြင်းကလေးအကြောင်းနေပြည်တော်အပါအဝင် ပြည်နယ်နဲ့တိုင်းဆယ်ကိုတော့မှာ AB 24ရဲ့ကနအူးစည်ရင်တွေအရလူနေအိမ်63854လုံးစောတင်ကျောင်း6952ကျောင်းဖုန်ကြီးကျောင်းနဲ့ဒေလရှင်ကျောင်းပေါင်း9484ကျောင်းဇေဒီပထို 9342စုအခြားဘာသာရေးအဆောက်အဦ613လုံးစေယုံစေကံ986လုံးယထာလန်56ခုလမ်း282ခုအမြန်လမ်းပိုင်း198ခု စေတမန်986ခုတရာ182စင် transformer 353လုံးပြည့်စည်ဆုံးရှုံးခဲ့တယ်လို့စစ်ကောင်စီရဲ့ထုတ်ပြန်ချက်တွေအရသိရပါတယ် ဖြစ်ရင်းပြည်ပါထောက်ပံ့ပေးတဲ့ပစ္စည်းတွေကိုအယံမထားပဲပြည်ပနိုင်ငံတွေကပေးပို့တဲ့ကယ်ဆယ်ရေးပစ္စည်းနဲ့ထောက်ပံ့ရေးပစ္စည်းစုစုပေါင်းတန်ချိန်3800ကျော်ကိုရောက်ပြန်စနစ်နဲ့ဖြန့်ဝေပေးနေတယ်လို့ဒုစိတ်ကောင်းဆောင်ကဆိုပါတယ်။စကိုင်းမြို့ကန်ပြည်သူတအူးကတော့စစ်ကောင်စီကမြို့ပေါ်မှာတောင်းကူညီတာတွေကသူတို့နဲ့နီးစရာတွေလက်မကြီးတွေရှင်းလာတော့ပဲကူညီတာပါမြို့ကန်တွေကိုကူညီတာမရှိတော့ပါပဲလို့ပြောပါတယ်မလ28ရက်နေ့ကလောက်ခဲ့တဲ့အင်အားပြင်းမြင်ကလေးအကြောင်းပြည်နယ်နဲ့တိုင်းဆက်ကူက အင်းအောင်စု3,2865စုလူဦးရေ6,3906ဦးငလျင်ပေကြုံတွေ့ခဲ့ကြပြီးအေပိလ23ရက်နေ့အထိကဲဆေးစခန်း135ခုကိုပြောင်းရွှေ့နေထိုင်သူ4,656ဦးရှိခဲ့တယ်လို့သိရပါတယ်။ဒါအပြင် မိမိအစီအစဉ်နဲ့ပြောင်းရွှေ့နေထိုင်သူ35,239ဦးငလီဘေးသင့်ခဲ့ပေမဲ့နေမှာနေထိုင်လို့ရတဲ့အတွက်ဆက်လက်နေထိုင်သူ42,111ဦးရှိတယ်လို့လဲဆိုပါတယ် ပြည်လဲထူထောင်ရေးလုပ်ငန်းတွေကိုဆောင်ရွက်ရမှာစက်ကောင်စီအနေနဲ့ဆောင်ရွက်ပေးတဲ့နာကိုဆောင်ရွက်ပေးသွားမှာဖြစ်ပြီးပြည်သူတွေအနေနဲ့မိမိတို့တန်နိုင်တာကိုတန်နိုင်တဲ့ပိုင်းလှုပ်ဆောင်သွားရမှာဖြစ်တယ်လို့အမျိုးသားတဘဝဘေးရန်နေဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌစက်ကောင်စီဒုကောင်ဆောင်ဒုတိယဗိုလ်ချုပ်ကြီးစိုးဝင်းကပြောဆိုခဲ့ပါတယ်ရှင်။ကျမနွယ်နွယ်ပါ